ကောစစ်ပြောတယ်ဆိုရင်ကောစစ်ပြောတာ emotion က negative ပဲများအကောင့်တွေးပြီးတော့အတင်းပြောရမှရှိလူတယောက်ရဲ့ချွေရင်းချက်လူတယောက်ဘယ်လိုဘယ်လိုအမြင်ကန့်စရာကောင်းတယ်ဘယ်လိုမုန်းစရာကောင်းတယ်ဘယ်လိုစိတ်ထဲမှာ irritated ဖြစ်စရာကောင်းတယ်ဒေါသဖြစ်စရာကောင်းတယ်ဘယ်လိုစိတ်တက်ကြအဲ့ဒါတွေပဲတွေးပြီးတော့ တင်းပြောရင်ပထမဆုံးကိုယ့်ရဲ့စိတ်က negative emotion negative focus ပဲလုပ်တယ် negative thinking ပဲလုပ်တယ်အဲ့လို negative thinking ခဏနာလုပ်ရင်တဲ့ကိုယ့်ရဲ့ DNA မှာပြောင်းသွားတယ်ဒါဒီ2009ခုနှစ်တုန်းက Nobel ဆုရတဲ့ဆရာမကြီးကပြောတာသူကဒီ cell ရဲ့အဆုံးမှာရှိတဲ့ telomere ဆိုတဲ့ဟာမျိုးသူတွေနာလုပ်တယ် negative အကြောင်းတွေးတယ်လို့ခဏတွေးလို့အဲ့ telomere ကအသက်တိုးတယ်လေ positive အကြောင်းတွေးလို့ကြတော့အဲ့ telomere ကအသက်ရှိတယ်လေဘာကွာတော့ telomere အသက်တိုးတဲ့လူကရုပ်အိုတယ်ပေါ့လူအိုရုပ်ပေါက်အသက်40ဆိုရင်50ကျော်60မြီးပါရုပ်ပေါက်တယ် ထဲလို့မရရှင်းတဲ့လူအထူးအထူးဖြစ်ဒီလို positive thinking ရှင်လူတယောက်ရဲ့ကောင်းကွယ်ကိုကြည့်တတ်တယ်လူတယောက်ကမကောင်းတာကိုရှိမှလာလို့ပြောဆိုအော်ဒီလူကတော့ဒီတစ်ခါမကောင်းတာပြောမိတယ်ဒါမဲ့အများဆုံးသူကောင်းပါတယ်သူအကောင်းမြင်တဲ့အဲ့လိုအကောင်းမြင်တဲ့ပုဂ္ဂိုလ်ထဲလို့မရကအသက်ရှိတယ်အသက်ရှိတော့အဲ့လူတွေအသက်40ဆိုရင်သူကအစိတ်လောက်ပဲထင်ရတယ် လီနာနဲ့လီဆန်ဆိုတဲ့အမျိုးသမီးနှစ်ယောက် social background ချင်းတူတူပဲအဲ့တော့သူလေးလာထားတယ်တခြားလူတွေလည်းသူလေးလာထားတယ်အဲ့စာထဲမှာပါတာက science ပဲကနေပြောတာအဲ့တော့ gossip ပြောချင်တယ်ဆိုရင်ဘာဖြစ်လို့ပြောချင်တော့ကိုယ့်ရဲ့စိတ်ထဲမှာကိုကကိုကိုနဲ့ဟောက်ကမလုံမလဲဖြစ်တယ်လူတယောက်အကြောင်း gossip ပြောမယ်ဆိုရင် မှာရှိတဲ့အပြုမှုနဲ့ကိုယ်မှာရှိတဲ့ပြုမှုကိုကမှန်တယ် तू ကမှားတယ်ဆိုတော့ကိုကအဲ့ဒီဟာလူတယောက်ရဲ့ထောက်ခံမှုကိုလိုအပ်တယ်သူများထောက်ခံမှုမရရင်ကိုကိုစိတ်အတီလိုနေနဲ့ secure မဖြစ်ဘူးစိတ်ထဲမှာလုံချုံမရှိဘူးအဲ့ဒါကြောင့်အဲ့ဒီလူမကောင်းတဲ့အကြောင်းကိုတခြားလူကထောက်ခံကိုယ့်ရဲ့အမြင်ကိုထောက်ခံအောင်အဖော်လိုက်ရှာတာဒီထက်ပိုပြီးတော့ခန့်ချမ်းပြောရရင်တော့သေဖို့ညိတာ တ်ချင်းချင်းပြောရင်တေဖို့ညိတာအဲ့ဒါကိုကအဲ့ဒါကိုပဲအမ်ဂျင်းနဲ့ညာလေအပြင်းပြွန်စေးတယ်မှာအရန်ဂျင်းနဲ့အရန်ဂျင်းနဲ့တယ်အရန်ဂျင်းနဲ့တယ်ဒါမဲ့အဲ့ဂျင်းနဲ့မှုကအကြိုက်မခံဘူးခဏလေးပဲခံတယ်ဘာဖြစ်လို့လဲဆိုတော့ တတိတရားအခြေမခံဘူး cognitive therapy မရှိဘူးဒီ EQ မရှိဘူးမရှိတဲ့ခါကျတော့အဲ့ဒီဒီစိတ်ကျေနပ်မှု satisfaction ဆိုတဲ့စိတ်ကျေနပ်မှုကမမှန်ကန်တဲ့စိတ်ကျေနပ်မှုပေါ့အဲ့ဒါကြောင့်မလို့သူကအကြိုက်မခံဘူးအဲ့စိတ်ကျေနပ်မှုကိုကိုကဆွဲသွားပြီဒါပေမဲ့သူက အကြိုင်မခံဘူးဆိုတော့သူ့နောက်ကိုကိုယ်လိုက်လိုက်ပြီးတော့ရှာတော့ဘိန်းဆွဲလူလိုပဲဘိန်းရှူလိုက်တဲ့အချိန်မှာဆေးပြားဖောက်တဲ့ခံမှာအဲ့ဒီ satisfaction ချက်ချင်းရတယ်အဲ့ satisfaction ပြည့်သူကမှန်ကန်တဲ့ satisfaction မဟုတ်တဲ့ခါကျတော့ဒီ chemical တွေနဲ့ဒီအာယုံကြောတွေကိုမနစ်ဖြူလို့ထားတဲ့ခါကျတော့အဲ့ဒီ satisfaction နောက်ကိုတစ်ခါပြန်လိုက်ရတယ် ဒါကိုပဲ addiction ခေါ်တာပဲဒီ gossip ပြောတာအတင်းပြောတာလည်းဘုန်းတော်က addiction addictive ဖြစ်နေ addictive ဖြစ်နေတယ်အဲ့ဒီအရက်ဆွဲတဲ့လူကွန်းဆွဲတဲ့လူဆဲလိတ်ဆွဲတဲ့လူအမ်သူတို့နဲ့ဘာမှမကွာဘူးသူတို့နဲ့ဘာမှမကွာဘူးဘာမှမကွာဘူးဒါ scientific ရပြောတာ scientific ရပြောတာဒါကြောင့် ကိုကအတင်းပြောချင်နေဆိုရင်အဲ့ဒီအတင်းပြောချင်တဲ့အချိန်မှာဘာ emotion ဖြစ်နေတာတော့ဆိုအဲ့ဒါလေးကိုသိရင်အဲ့ဒီဟာကို cognitive ability လို့ခေါ်တယ်။တစ်ချက်လေးပဲအတင်းပြောချင်နေမဟုတ်ရင်လည်းအတင်းပြောပြောတဲ့အချိန်တော့အတင်းပြောကြတဲ့ဟာတွေကိုလက်စီထဲမှာပြန်ပြီးကိုကကို1မိနစ်3မိနစ်တော့ချိန်ပေးကိုကကိုစာရေးထဲမှာပဲထိုင်ရင်ထိုင်နေဟိုမနေ့ဖျားထဲမှာပဲသားထိုင်ထိုင်နေမဟုတ်လည်းပဲစိတ်ညစ်တဲ့နေရာတစ်နေရာသားထိုင်နေအမီတော့ အတင်းပြောခဲ့တဲ့ဟာလေးကိုပြန်တွေး revisit ပြန်လုပ် revisit ပြန်လုပ်အဲ့ဒီချိန်မှာဗာ emotion တွေဖြစ်နေရတော့ကြီးလိုက်ရင်ဒီလေးနေနေချင်းကိုယ့်ရဲ့စိတ်ထဲမှာ insecure feeling တွေ့ရ now habit ရတွေ့ရအကျဉ်းစရတွေ့ရအဲ့ဒီ habit က insecure feeling နဲ့သူဆက်တွေ့ဆက်နေတယ် လူတယောက်ရဲ့ချွေးမှုကိုအကြောင်းပြုပြီးတော့ကိုယ်အနေနဲ့ကြားရမှာကဘာမှဝင်ပြီးတော့ပွဲစားလို့မလို့ဟုတ်တယ်မလား gossip လို့ဖို့မလို့ gossip လို့ရဆိုတော့ဟိုကလူကတော့ဘာမှမဖြစ်ဘူး तू တိတော့မတိနိုင်ဘူးဒီမှာတော့ကိုယ်ကအတင်းနေပြောနေတာလေအဲ့တော့အတင်းပြောတဲ့လူကိုလည်းပဲကိုကကရုဏာနဲ့ကြည့်ပြန် compassion နဲ့ကြည့်ရအဲ့လူတွေ addicted ဖြစ်နေတယ်စိတ်ထဲမှာ insecure feeling ဖြစ်နေတယ်ဥပမာလူနှစ်ယောက်အမ်စေအလူနှစ်ယောက်စကားများတယ်တဘောမတူတာတွေရှိတယ်အလုပ်ကိစ္စနဲ့ပတ်သက်တာရောမဟုတ်နဲ့ပဲနိုင်ငံရေးအမြင်နဲ့ပတ်သက်တာရောလူမှုရေးအမြင်နဲ့ပတ်သက်တာရောဘာဖြစ်ဖြစ်ဟုတ်ပါ သဘောမတူတဲ့အရာရှိတယ် discrimination ရှိတယ်အဲ့ဒီလူနှစ်ယောက်ကသဘောမတူတော့ဆိုရင်စိတ်ထဲမှာသူတို့ရဲ့အတွေးကိုတခြားလူတယောက်က reject လုပ်တယ်လို့သူတို့ကခံနေမြင်တယ်အဲ့လို reject လုပ်ခံရရင်စိတ်ထဲမှာ insecure ဖြစ်တယ် insecure ဖြစ်ရင်ဒီလူเนี่ยမှာဘာလုံးမှာတော့တကယ်လို့ cognitive ability နဲ့ EQ ဟို awareness မရှိဘူးဆိုရင် သူတို့ရဲ့ idea မှန်ပြီးတော့တခြားလူတရားရဲ့သူ့ပြန်ပဲ idea မှားတယ်ဆိုတဲ့ဟာကိုလိုက်ပြီးတော့သူမဲဆွဲတယ်အဲ့ဒါ gossip ဖြစ်သွားတာအတင်းပြောတာဖြစ်သွားတယ်မှန်တာပြောတော့မှရှေ့မှာမပြောဘူးဒါမှမှန်တာပြောတာတော့မှပြောတဲ့ intention ပြောရရချက်ကဟိုတယောက်ကမှားတယ်ကိုကမှန်တယ်စိတ်ထဲမှာ insecure ဖြစ်တယ်အဲ့ဒီအဲ့ဒီ emotion တွေနဲ့ပြောရဲဆိုရင် တကောစစ်ပဲမှန်ပေမဲ့အကျိုးမဖြစ်ဘူးဆိုရင်မှန်ပေမဲ့ relevant မဖြစ်ဘူးဆိုရင်ပေါ့ဒါတွေအားလုံးဟန်သူကဟွန်းကောစစ်တယ်မှာပါတယ်